င်္ဂလာပါရှင်မန္တလေးကသစ်ချန်နယ်နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်။အန်ဂျီနိုင်ငံကြိုင်းဝင်ကြီးနဲ့အော်စတြေးလျနိုင်ငံကြိုင်းဝင်ကြီးတွေ့ဆုံပြီးမြန်မာရေးဆွေးနွေးမြို့သားညွေဆွေးနိုင်ငံကြိုင်းဝင်ကြီးဒေါ်စင်မောင်ကအော်စတြေးလျနိုင်ငံနိုင်ငံကြိုင်းဝင်ကြီးအော်စတြေးလျနိုင်ငံကင်မရာမှာတွေ့ဆုံပြီးမြန်မာရေးဆွေးနွေးခဲ့ကြောင်းအန်ဂျီကသတင်းထုတ်ပြန်တယ်။ နိုဝင်ဘာလ18ရက်နေ့ဩစတြေးလျနိုင်ငံကင်ဘာရာမှာအန်ယူဂျီနိုင်ငံသားရွေးဝင်ကြီးဒေါ်စင်မောင်နဲ့ဩစတြေးလျနိုင်ငံသားရွေးဝင်ကြီးကွန်ဒူးဆောင်အထက်လွတ်တော်မတ်ဖန်နီဝေါင်းတို့တွေ့ဆုံခဲ့ကြကြောင်းတွေ့ဆုံမှုတွင်မြန်မာရေးအတွက်ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြပြီးမြန်မာနိုင်ငံနိုင်ငံအခြေအနေတွေလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်တွေနိုင်ငံဖြတ်ကျော်ရာဆွေးမှုတွေနဲ့ဒေသတွင်ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ကိစ္စတွေပေါင်းအောင်ကြောင်းသိရတယ် ။အနေချင်းနိုင်ငံချိုင်းဝင်ကြီးဒေါ်စင်မောင်ကဩစတြေးလျနိုင်ငံချိုင်းဝင်ကြီးပန်နီဝေါန်ကိုမြန်မာနိုင်ငံအတွင်းဒီမိုကရေစီရေးစာနယ်မှုတွေနဲ့တိုးတက်မှုတွေရပ်သားရေကိုကာကွယ်ဆောင်ရှောက်ရေးဦးစားပေးကိစ္စရပ်တွေနဲ့လက်တွေ့ကျနိုင်ငံတကာအကူအညီတွေရယူနိုင်လက်တွေကိုရှင်းလင်းတင်ပြခဲ့ကြောင်းသိရပါတယ်။ထို့အပြင်ဆရာချုပ်ရေကိုဆက်လက်ခိုင်မာလုံဆိုင်ရွေးရဲစစ်တမ်းမြေတီလုပ်ငန်းစဉ်မျိုးကိုမစိုးပယ်ချိုင်းအရေးကြီးကြောင်းအားလုံးပေါင်းတဲ့ဖက်ဒရယ်ဒီမိုကရေစီပြောင်းဆိုစဉ်ကိုဦးတည်တဲ့အန်ယူဂျက်လမ်းပြမြေပုံကိုလည်းရှင်းပြခဲ့ကြောင်းသိရတယ်။ ဩစတြေးလျနိုင်ငံရဲ့အင်ဒိုပစိဖိတ်ဒေသမှာဆွဲကြိုက်တဲ့အခြေခံမှုနဲ့လက်တွေ့ကျရဲ့ပအဝင်ဆမ်းမှုခန်းကဏ္ဍကို NUG ကအသိမှတ်ပြုကြောင်းဩစတြေးလျဆွေရရဲ့ကမ္ဘာလုံးဆိုင်အလို့ခွင့်ရေးတွေကိုတိမ်တိမ်ဆောင်ရှောက်မှုတွေကျေးဇူးတင်ရှိကြောင်းဝန်ကြီးတော်စင်မောင်ကပြောဆိုခဲ့ပါတယ်။ဆလဘီဒေါ်ပုံမျိုးနဲ့ပို့ထုံးဆန်ရက်ကွက်အောက်ထုတ်ရေးမှုကြော်စိန်တဲ့ဖွဲ့ကလူငယ်တွေကိုဖမ်းဆီးပြီးတအုပ်လျင်28သိန်းနဲ့ငွေညှိရွေးခိုင်းမေလမှာလည်းအောက်ထုတ်ရေးမှုအောင်ထုတ်ကလာစဉ်စစ်မှုတန်းကျတောင်းကလူငယ်တွေကိုပေါ်တောင်ဆွဲဖမ်းဆီး ရန်ကုန်တော်မှုမြို့နယ်ပို့ထွန်းစင်ရက်ကအုပ်ချုပ်မှုကြောင့်စိန်နှက်ဖွဲ့ကလူငယ်တွေကိုဖမ်းဆီးပြီးတအုပ်လျက်28သိန်းနဲ့ငွေညင်ရွေးခိုင်းနေကြောင်းဖမ်းဆီးကန်လူငယ်ချွဲမိတ်ဆွေကပြောရင်းနိုဝင်ဘာလ16ရက်နေ့တော်မှုမြို့နယ်ပို့ထွန်းစင်ရက်ကအုပ်ချုပ်မှုကြောင့်စိန်နဲ့ရိုင်းမှုမိုးကြီးဖွဲ့ကတော်မှုမြို့နယ်အတွင်းကာကိန်းတဲ့လမ်းတွေမှာ16ရက်ကနေ35ရက်နေ့တွင်လူငယ်တွေကိုလိုက်လံဖမ်းဆီးကြောင်း ဖန်းစီရရှိလူငယ်တွေကိုရက်ကွက်ယုံမှယာယီခေါ်တော်ပြီးမိဘဆွေမျိုးတွေထံကိုဖုန်းဆက်ခိုင်းကငွေနဲ့လာယူခိုင်းကြောင်းတာဂီရာမြန်မာမရှင်ရဲ့ကွမ်မာလူငယ်တအုံမှနိုဝင်ဘာလ16ရက်နေ့အပြင်ထွက်စဉ်အုပ်ချုပ်ရေးမှုကြော်စိန်နေဖို့ရဲ့ဖန်းစီမှုခံလာရပြီးနိုဝင်ဘာလ18ရက်နေ့တာဂီရာမျိုးနဲ့ရှုကင်းတာလန်ဆန်လဖေးဆိုင်မှာငွေကျပ်28သိန်းနဲ့ပြန်လည်ယူထုတ်ခဲ့ကြောင်းသိရပါတယ်အခုကစစ်မှုထမ်းဦးတွေကိုခုတုံးလုံးပြီးပြန်လူပြန်ပေးဆွဲသလိုလုပ်နေရ လူငယ်တွေကိုဖမ်းနေပြန်ရွေးခိုင်းနေမရွေးနိုင်တဲ့လူငယ်တွေကိုစစ်မှုထမ်းလုံနေတဲ့တခြားရက်ွက်တွေကိုလက်လွဲရောင်းနေရောင်းလာတဲ့ပစံကိုရဲထွေရောအကုံဝေးမျှစာလို့တော့တိုင်မင်မဲ့လည်းအေးအေးမဲ့သူကမရှိဖြစ်နေပါဗျ။အလားတူဘကုတ်တိုင်းမင်းလာမြို့နယ်လှဲခုကျောက်အုပ်စုမှလည်းအုပ်ချုပ်ရေးမှုအောင်ထွက်ကကျင်းရနေပြည်သူတွေဓမ္မစစ်မှုထမ်းကျင်းလာစဉ်တောင်းခံနေပြီးကျင်းရတဲ့မှာလူငယ်တွေကိုပါပေါ်တန်ဆွဖမ်းဆီးနေကြောင်းဒေသပြည်သူတွေကပြောတယ်။နိုဝင်ဘာလ16ရက်နေ့ညနေ4နာရီချိန်လှဲခုကျောက်အုပ်စုမှပါဝင်တဲ့ ရတနာစုကျေးရွာမှာကိုဖိုးစွာရဲ့တမန်ဖြစ်သူကို၎င်းရေကြည်ကျေးရွာမှာကိုဖိုးစွာရဲ့တောင်းငယ်လေးနဲ့ကိုပြုံးချိုတို့ကို၎င်းစစ်တပ်နဲ့တို့ကျေးရွာအောင်ချွေမှုအောင်ထုတ်ကဝင်ရောက်ပေါ်တော့ဆွဲဖန်စီခဲ့ပါတယ်။ဂျပန်စစ်တပ်ကယခုနိုဝင်ဘာလအတွင်းစစ်မှုရန်ပတ်စဉ်စကိုစတဲ့ဖွင့်လှစ်ရရှိပြီးအဆိုပါတင်နန်းကိုနိုင်ငံတော်မှပေါ်တာဆွဖန်စီခံအလူငယ်အများပြပို့ဆောင်ခံရကြောင်းဖန်စီခံလူငယ်ရဲ့မိဘဆွေမျိုးတွေကပြောဆိုကြပါတယ်။ဇလပင်စကိုင်းမြို့နယ်ဝါချက်ကြီးအမှငလင်တန်းတဲ့ပြည်သူတွေထံကိုချထားပေးတဲ့ထူထောင်ရေးငွေကိုကြည့်အောင်ချွင်မှုကတိုင်နေတဲ့ဆရာကိုင်းနှုံးစီဖြတ်တော်ယူ စကိုင်းနိုင်စကိုင်းမြို့နယ်ဝါချက်ကျေးရွာမှာငလင်တန်ကြောင့်တိခိုက်မိတဲ့အဆောက်အအုံများအတွက်ချပေးတဲ့ငွေကိုကျင်းအောင်ချွေမှုကတိုင်နေတဲ့ဆရာကိုင်းနှုံးစီပြန်လည်ဖြတ်တောက်ရရင်လေကြောင့်ဒေသပြည်သူတွေကပြောတယ်။ဝါချက်ကျေးအောင်ချွေမှုဥဆိုလင်ကရွာသားတွေကိုစီဝဲခေါ်ပြီးပြန်စီအဆောက်အအုံတွေအတွက်တစ်ထပ်တိုက်ဆိုရင်ကျပ်သိန်း300၊နှစ်ထပ်တိုက်အတွက်သိန်း600ရရှိမှုပြောဆိုခဲ့ပြီးအဆိုပါရရှိငွေတွေထဲမှာ၎င်းတို့ဖွဲ့ကို20ရာခိုင်နှုန်းပေးဖြတ်တောက်ယူခဲ့ကြောင်း အမှန်တကယ်ထိခိုက်ပျက်စီးခဲ့အဆောင်ပိုင်ရှင်နဲ့ငွေရမဲ့ဆင်းမပါဝင်မဲ့အဆောင်ထိခိုက်မှုရှိသူတွေကိုငွေရအဆင်းမထည့်တင်ထားကြောင်းကိုရစ်ကြောင့်တွေကပြောရင်းထို့ပြင်ဝါချက်ကျအောင်ချွေမှုဦးစိုးလင်းက၎င်းစင်းထည့်ထားတဲ့ပျက်စီးခြင်းမရှိနေတဲ့အတွက်ချက်သိမ်းတရားရရှိနေငွေချက်သိမ်း20ရာခိုင်နှုန်းနဲ့20ရာခိုင်နှုန်းဖြတ်တောက်ယူထားကြောင်းသိရတယ်။ ငလင်ကြောင့်အိမ်ပြက်စီပင်မဲ့ငွေရမစင်မှမပါလို့တော့ပြောလဲသူတို့နဲ့မဆိုင်ဘူးနိုင်ငံတော်ကပေးရလို့ပြောတယ်တခြားတော့ပြောရလူတွေကိုလည်းဒီလိုပဲပြောတယ်အပေါ်မှာပြက်စီနေရတယ်မပြင်နိုင်သေးလို့မပြင်ရသေးဘူးအခုအထက်ကဆင်းပြီလားဆင်းရတယ်ကျမတို့တိုင်နေမဟုတ်ဘူးတခြားဆယ်တက်တိုက်လောက်ကိုအဲ့လိုလောက်တာငလင်ကြောင့်နေပြက်စီခဲ့သူတယောက်ကပြောတယ်ယခုနှစ်မတ်လ28ရက်နေ့လောက်ခတ်ခဲ့တဲ့သကိုင်းငလင်ကြီးကျောင်းသကိုင်းမန္တလေးနေပြီးတော့ပါဝင်မြို့ကြီးမှာပြည်သူထောင်ချီတင်ဆောင်ခဲ့ရပြီးမိန်တိုက်တာအဆောင်နဲ့လမ်းမြောက်စွာပြည့်စည်ခဲ့ရတော့လေလက်ရှိချိန်ထိပြန်လည်ထူထောင်ရတဲ့အတွက်ပြည်သူတွေမှာနယ်လမ်းမထူသေးရကြောင်း မန်လေးနဲ့စကိုင်းမှာငလင်တန်းနေပြည်သူတွေကပြောပါတယ်။ဆက်လက်ပြီးအမြိုင်ဆက်မှုနဲ့နားရှိတော်တိုက်တီတွေကခိုးယူပွဲထွက်လာစစ်ကောင်ရှင်တပ်သားနှုတ်ဖြစ်ခတ်ခံလို့တအုပ်တင်ဆောင်တအုပ်တန်းရမကွေတိုင်းမြိုင်ဆက်မှုနဲ့နာကတော်တိုက်တီတွေကဒေသခံရဲ့ပြည်စင်ကိုခိုးယူပွဲထွက်လာတဲ့စစ်သားများကိုတော်လိုက်ဖွဲ့တွေကပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအညာမြပြောက်ကြားတပ်ဖွဲ့ထံကနေသိရပါတယ်။နိုဝင်ဘာလ10ရက်နေ့မနက်9:45မိနစ်ချိန်မှာမြိုင်ဆက်မှုနဲ့ကနေထွက်လာစစ်သားများနဲ့တော်လိုက်ရဲဘော်တွေပြန်လည်ပြစ်ခတ်မှုဖြစ်ပြီးစစ်သားတယောက်တည်းကတယောက်တန်းရခဲ့တယ်။ အပြန်အလှန်ထိတွေ့မှုဖြစ်တယ်သူတို့ရင်စားဖြစ်တာသူတို့ကနေမြေကိုစမ်းလာလားဘာလားမသိဘူးနှစ်ယောက်ထဲလာတာတယောက်ကတော့ပါမတီးတယ်စိတ်ကူတာပေးထားတယ်သူတို့ကရိတ်ခါဖြတ်တော့အနီးနားကတော်တိုင်မှာလိုက်ပြီးယူနေတာအစောပိုင်းတိုက်ခိုက်မှုကိုအမြိုက်ပကပကော့ဘရာသားတစ်ဖွဲ့နဲ့ညမြေပြောက်ကြတစ်ဖွဲ့ကပူပေါင်းလုံဆောင်ခဲ့ပြီးစစ်သားရေးထံကနေအမေဝဲမျိုးသားတက်နှက်တက်လက်ကြီးပေါ6ခုကြီး453တောင်းနဲ့3ဆောင်ပစ္စည်းကျော်ကိုတင်စီအောင်ရွှေခဲ့တယ်နိုဝင်ဘာလ16ရက်နေ့မြိုက်ဆက်မှုနဲ့ကနေထွန်လိုက်စစ်ကော်မရှင်တပ်သားတွေကလည်းလက်ရှိမှာပေါင်းပြုတ်နေမြောက်ပိုင်းဝင်ရောက်တာကစစ်ကြောင်းထုတ်နေလို့သိရပါတယ် ဆက်လက်ပြီးမြင်းကျန်နထွန်းချင်းလန်ပိုင်းစုံစုကိန်းစကောင်းနဲ့ဆက်တိုက်ထရုံနဲ့ပုံကျဲတိုက်ကိုင်းစစ်သားနဲ့ပြူမောက်တဲ့မန္တလေးတိုင်းမြင်းကျန်နထွန်းချင်းလန်ပိုင်းမှာကျဲဖက်စစ်တပ်ကိန်းနဲ့စစ်သားတွေရေချွဲကန်ကိုနှစ်ရက်ဆက်တိုက်ထရုံနဲ့ပုံကျဲတိုက်ခိုင်းအောင်စစ်သားနဲ့ပြူစော်ဒီငေါ့တင်ဆောင်ခဲ့လို့ပီကော့ဒရုန်းတင်မြောင်းတောင်းရှင်သူကပြောတယ်ပြီးခဲ့နိုဝင်ဘာလ13ဆက်လေးရက်နေ့တွေမှာနှစ်ရက်ဆက်တိုက်ဒရုန်းနဲ့တော့တိုက်ခိုင်းခဲ့အောင်ဖြစ်ပြီးတော်လိုင်းတပ်တွေကဖစ်ဝင်ဒရုန်း၁၀စင်းတိအုံပြုခဲ့တယ် အကြပ်ဖက်စရုပ်ဆိုတာနထိုးကြီးမြို့နယ်ရွာကြီးရနဲ့ရာသီရွာတွေမှာခိချတဆွဲထားအဖြစ်ပြီးဂျမ်မာရီပါတက်ဆင်ထားကြောင့် drone တစ်စင်းဆုံးရှုံးခဲ့တယ်။ drone ပုံတွေအကြပ်ဖက်စရုပ်တွေတက်ဆွဲရနေရတဲ့ရေချွေးအကန်နေစီတိတိကျကျကြောက်ပောက်ကွဲခဲ့ကြောင့်ထိခိုက်မှုပြီးအခင်းနေရာရဲ့စီလူနာတင်ကရောက်ရှိတာကထိခိုက်သူတွေကိုတင်ဆောင်သွားခဲ့လို့သိရပါတယ်။ ဒရုန်း50နဲ့ဘုံဒီ၅လုံးကျဲချတိုက်ခိုက်တဲ့၁၃ရက်နေ့ကစစ်ခွေးနဲ့ပြူ၅កောင်ပွဲချင်းပြီးသေးတယ်။၁၄ရက်နေ့ကတော့တရားရဒရီကိုကားနဲ့လာတင်ခေါ်သွားတယ်။ဒီကတည်းဆုံးစင်တော့မရဘူးစစ်ခွေးနဲ့မြေကျော်14ရက်နေ့နောက်ထပ်5စီနဲ့ထပ်ကြတစီဆုံးရှုံခဲ့ပါတယ်။ဂျမာမီမီသူတို့နဲ့မြေတဲ့ကြာသွားဒါပေမဲ့ဘုံတိတော့ပြစ်မှတ်ကိုကြာခဲ့လို့ပီကော့ဒရုန်းတင်းများတောင်းရှိသူကပြောတယ်။အဆိုပါတိုက်ခိုက်မှုတွေကိုပီကော့ ဒရုန်းတင်မြောင်းနဲ့အတူထနောင်းမြင်ဆဲကြောင်း Justice Warri တပ်ဖွဲ့နဲ့မာမိတ်ဒရုန်းတပ်ဖွဲ့တွေဖြစ်ကြ Revolutionary Effort တောင်းမင်းကြီးတပ်ဖွဲ့မြင်းချန်ခဲ MS-17 တိုင်လက်ရုံတက်925ပျောက်ကြားတပ်ဖွဲ့ငန်းစုံ MPF ဒရုန်းမြောင်းကြားခင်စိန်နဲ့အာမန်တေးပျောက်ကြားတပ်ဖွဲ့ပါဝင်ခဲ့ပါတယ်။နောက်ဆက်အပ်ပေးကြတဲ့အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။